ကျွန်တော်ဒီနေ့ဆရာကြီးဒေါက်တာမင်းတင်မရဲ့မြတ်တာနဲ့တစ္ဆာအဖွင့်ဆိုတဲ့စာအုပ်ထဲကဆရာတော်ဥဒမတာရာဤကိုတိဖြစ်ရဲ့များတဲ့မှာမုံသူကိုချစ်အောင်လို့ဆိုတဲ့အကြောင်းအရာလေးကိုဖျက်ပြချင်ပါတယ်မုံသူကိုချစ်အောင်လို့နေကြတောင်းတန်းတက္ကနာပြုဆရာတော်ကြီးဥဒမတာရာတီလူသားများအတွက်ဧဝံကြီးကတခုပေးပါမယ်ဥပမာဆိုကြပါစို့ ဘာကြောင့်ကြောင့်ဖြစ်စေဒီဆုံးတယောက်တော့သူကမိမိကိုရန်သူလို့သဘောထားနေလေရင်ဝစီပေးထားဖြင့်အနေခတ်အောင်တိုက်ခိုက်နေလေရင်အဲ့ဒီရန်လုံနေသူကိုသနားစိတ်ထားရမယ်မုန်းစိတ်မထားရဘူးရန်လုံနေသူအပေါ်မိမိကစိတ်အာရုံညှပ်ပြီးဒုက္ခများငါ့ကိုရန်လုံနေရတာစိတ်ချမ်းသာမှာမဟုတ်ဘူးစိတ်နှလုံးပူမီရှာမှာပဲသနားစရာပဲ ဒီတော့ငါဘာလို့ရမလဲဒေါသဆိုတာဒေါသဖြစ်သူကိုကြီးကျယ်စွာလောင်စေတဲ့မိပဲမေတ္တာသည်အကောင့်ထည့်ရဖြစ်တယ်ငါကမေတ္တာဖြင့်ခုခံကောင်းရမယ်သူဒေါသမျိုးကိုလည်းငါမေတ္တာရင်းနဲ့နှိမ့်သက်ပေးရမယ်အဲ့ဒါလိုမှန်ကန်တဲ့အသိဉာဏ်ဖြင့်နှလုံးသွင်းနေရမယ်အဲ့ဒါမိမိဘက်ကဘုံမှန်ရည်တည်နေပြီဖြစ်တယ်ဒုတိယနေ့က ူဟာမမြဲတဲ့တတဝါတူပဲငါလည်းမမြဲတဲ့တတဝါတူပဲဒီနေ့နေ့မှာသိကြရမယ့်သူချင်းတွေမတားနောက်အောင်ချင်းချင်းသူကဒေါသထားတော့လေငါကမခံချင်းစိတ်မာနနဲ့ရောင်ကျန်းစီတဲ့ဒေါသမထားတဲ့ မှန်ပါတန်တရာဝိစင်ရဲတွေကတတဝါအလုံးဟာတနာစရာကြီးပဲသူခင်ဗျာတနာထက်တဲ့လူတယောက်ပဲအဲ့ဒါလို့ဥစွာဂယုနာစိတ်ဖြစ်ရမယ်တနာထိုက်တော့တတဝါအဖြစ်ပိုင်နိုင်စွာနေအောင်ကြည်ပါမြင်လာပြီဆိုရင်မိမိဘက်ကနူးညံ့တဲ့ဂယုနာစိတ်ဝင်လာပြီလို့မှတ်ပါကြည်လင်တဲ့ဂယုနာစိတ်ဥစွာ ်ဥစွာဝင်လာပြီးတဲ့နောက်ကကပ်ပြီးမေတ္တာစိတ်ဝင်လာစေရမယ်မေတ္တာစိတ်တစ်ဆက်တည်းကပ်ပါလာအောင်နှလုံးသွင်းရမယ်မေတ္တာစိတ်တည်တာအောင်စိတ်ဝင်လာပြီဆိုရင်ထိုစိတ်အာရုံကိုလက်မလွတ်စေနဲ့တကယ်ချမ်းသာစေလိုတဲ့စေတနာနဲ့ပူပေါင်းပြီးဆုစိတ်ထားပါအဲ့လည်းလေလေမေတ္တာပို့လွှတ်ပေးနေတာအချင်းကြကြကြီးအစဉ်တစိုက် လို့ဖြစ်စီအောင်တော့မေတ္တာပို့လို့စေအချိန်ပိုင်းကလေးမှာဖိုင်နေတဲ့စေတနာထက်သန်မှုရှိဖို့အဓိကဖြစ်တယ်ထက်သန်အားကောင်းပါမှမေတ္တာတကူထက်မြက်မယ်စေတနာထက်သန်သလားအောင်မြင်မှုလေးမြင်လိမ့်မယ်လို့ချောချားဖြစ်စေမိမဖြစ်စေကြီးငယ်မရွေးလူမျိုးမရွေးဘာသာမရွေးယတိအကြောင်းကြောင့်မိုးစေဝင်နေသူဖြစ်ပါစေမိမရဲ့စီရင်စေတနာကတကယ်လှိုက်လဲလှန်နေရင်ထိုသူရဲ့မုန်းစိတ်ကင်းပြောက်သွားနိုင်မယ် မုန်းစိတ်ကင်းပြောက်ပြီးရင်မကြခင်ချစ်စိတ်ဝင်လာပါလိမ့်မယ်မုန်းချလို့ခွဲခွာနေကြတဲ့လင်များချင်းဖြစ်ပါစေစိတ်အာရုံတစ်ဖြစ်လဲပြီးပြန်လဲချစ်ခင်လာကြပါလိမ့်မယ်မယုံရင်ထိရောက်အောင်စမ်းကြည့်ပါခုလိုနားထောင်နေကြတဲ့သူတွေအားလုံးကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေအားလုံးကျေးဇူးတင်ပါတယ်